ိချင်တာတော့ဗျာဟိုဆရာတော်ဘုရားရဲ့အဲဒီခုဒီတရားပြပေးခဲ့ဘူးတဲ့တပည့်တွေထဲမှာဒီအတိတ်ဘဝကိုပြန်ကြည့်တဲ့အခါမှာအားလုံးကဒီလူဘဝကနေပဲဒီဘက်ပေါ့အားလုံးကပထမဘဝမှာလူဘဝလူဘဝကနေပဲဒီဒုတိယဒီအခုဘဝမှာလူပြန်ဖြစ်တဲ့သူတွေပဲများပါသလားဆရာဒါမှမဟုတ်ရှင်တခြားဟိုပေါ့အာတိတ်တာဘဝတို့နှစ်ဘဝတို့အဲ့လိုလူမျိုးတွေရောဆရာဘုရား တွေ့ကြုံမှုပါသလားဖေ။ရှိပါရှိပါ။ဟမ်တိတ္တဘောဟာနေပြီးတပီတော့ကတော့ပါဖေ။တပီတော့ထပ်ပြီးသိကျင်တာတိတ္တဘောဟာနေပြီးတော့ဓာတ်ရိုက်လူဘောဟာကိုရောက်လာတဲ့ပုဂ္ဂိုလ်တွေကအဲတရားအထုတ်ဖို့သူတို့မှဉာဏ်မျိုးတွေပါနိုင်ပါသလားဖေ။အဲ့ဒါသိကျင်ပါလေ။ပါပါတယ်။ပါပါတယ်။အဲ့ဒါကဒီပါရမီကဘောဟများစွာကစီပုခဲ့တဲ့ပါရမီလဲဒါပြီးကျေစုပြုပါလေ။အတိတ်ကဒီပိဋကဘောမရောက်ခင်တိရိစ္ဆာန်ဘောမရောက်ခင်ပေါ့ ဟိုဘက်လွန်ခဲ့တဲ့ဘဝတစ်ခုမှာပါရမီမျိုးစရီထူထောင်ခဲ့တယ်အကြောင်းမလားလို့ပိတ်တော်ဘဝတရိစ္ဆာန်ဘဝရောက်သွားခဲ့ရင်လေဒီဘက်မှာမေဖို့နေပါရနိုင်ပါလားနမူနာလေးတစ်ခုဘုန်းကြီးတရိယာတာပေါ့နော်ယောဂီတူသူကအတိတ်ကိုလှမ်းရှုလိုက်တဲ့အခါသူကနွားဖြစ်နေတယ်နွားဘဝကနေပြီးတော့ဒါပြင်းအမှတ်ရနေတယ်သူလူလူဘဝကိုသူကအမှတ်ရတယ်အမှတ်ရပြီမဲ့လို့သူမြင့်ရတော့ခဏခဏကြောက်နေတယ်သူအတိတ်ဘဝကယဟန် ဒုတိယအတိတ်ကပြဒနာကဘာဖြစ်လာလဲဆိုတော့ယဟန်ဘုရားမှာသူများတွေအသာစားရင်သူကတအားရှုံချတယ်အတို့ဖြင့်နွားသားစားတဲ့လူတွေကသူအကြည့်ကြကန့်ကွက်တယ်အကြည့်ကြသူကရှုံချခဲ့ရပြီစကားပြောတယ်တရားတော်နီလန်းဖြင့်ပြောတာဒါဘုရားရှင်လည်းခွင့်ပြုပါတယ်နော်ခုလိုအတင်းနေနေလေးနှိမ့်ချတဲ့သဘောနဲ့ဒေါ်လာတကြီးနဲ့ပြောခင်ပြီးတော့ဒီပြောတဲ့အကုသို့ခံရစွန်းအားကြောင့်ဒီကန်ကြီးကလာမှဒီနှောအာယုံထင်ပြီးတော့အဲ့ဒီနှောဘောကသူရောက်သွားတယ် ဒါပြည့်နဲ့နောဘောရောက်တဲ့အခါငါယဟန်ဘောကလာခဲ့တယ်ဆိုတော့သူကသဘောပေါက်တယ်။ပြန်အမှတ်ရဘောကတိတ်နီးနေတာပေါ့။ပြန်အမှတ်ရနေတယ်။အမှတ်ရနေတဲ့အတွက်ခဏခဏသူမျက်ရည်နောဘောမှာကြားရပါတယ်။သူပြောခဲ့မိတဲ့ဝစီကံအပြစ်တွေကိုလည်းသူပြန်ပြီးအမှတ်ရတဲ့အတွက်နောင်ထရနေတယ်။ဒါပြည့်နဲ့ဒီဘောမှာတော့သူကလူပြန်ဖြစ်ပါတယ်။အဲဒီလူဖြစ်တဲ့ကံကသူအတိတ်ဒုတိယအတိတ်ကသူယဟန်ဘောနဲ့တရားဘောဝနာတွေအထက်လျောက်ရှုခဲ့ဘူးတယ်။ဓကမထန်းနဲ့သူရှုခဲ့ဘူးတယ်။ဒါပြည့်နဲ့ကလတ်တွေမြင်တဲ့ အဆင့်လောက်တော့ရောက်တယ်ဒါပေမဲ့အဲ့ကလပ်ကိုတက်ခွင့်နိုင်တဲ့အဆင့်တော့မရောက်ဘူးသူသိနားမလည်ဘူးဆရာသမားလည်းကောင်းကောင်းမရှိဘူးအဲ့ဒီကံလေးကအကျိုးပေးလိုက်တော့ဒီဘဝမှာသူလူလာဖြစ်တယ်ဒါပေမဲ့လူဘဝနဲ့ဆက်ပြီးတရားအထုတ်လိုက်တော့ရပါတယ်ဝိပဿနာဉာဏ်ကြီးဖြစ်နိုင်ပါတယ်စိတ်မဘူးနဲ့ကိုယ်အထုတ်ဖို့သားလို့မောင်ကျဲမရည်ရလင်မရတဲ့အတူတူထိုင်ပြီးပြောသွားဘလို့အားကြောက်ကောင်းနော်ကိုယ်လည်းထိုင်ပြီးဖြတ်ဖို့ပြောဖို့ဒီတရားတွေ